အင်မတန်အန်ရဲ့များတဲ့အရွယ်ဆိုတော့ကရင်တည်းကလည်းခလေးကိုပုံမှန်မှန်မွေးကြတာ哦အဲ့တော့အဲ့ဒီလေးဘက်တော်တဲ့အရွယ်ဆိုလို့ရှိရင်သူတို့မထိန်းတော့ပါဘူးဘာလို့ပြရတာရောအိမ်ရှိမှကျင်းတခြင်းတူပြီးတယ်ဗျအင်မတန်ထူးဆန်းတယ်တထောင်ပတ်လေလောက်ရှိတယ်ကျင်းတခြင်းတူပြီးတယ်အမြင့်ကတထောင်လောက်ရှိတယ်မနှက်မလေးနဲ့အဲ့လေးဘက်တော်တဲ့အရွယ်ဂုတ်ကဆဲပြီးအဲ့ကျင်းနဲ့ချလိုက် ဖျက်ကရင်အင်မတန်အချိန်တိကျတတ်တဲ့ကရင်ကနေမှအင်မတန်နမကြီးတဲ့သစ္စာရှိတယ်နောက်ပြီးတော့အချိန်တိကျအမှန်တိုင်းပါပဲကျွန်တော်အဖေလဲအရင်လူမျိုးဖြစ်ပါတယ်အချိန်အရန်တိကျတတ်တယ်ရှင်းနိုင်ချိန်နဲ့အလုပ်ဆိုသူရှင်းနိုင်ရင်တိကျသွားပါတယ်9မိနစ်လည်းမစောပါဘူး9မိနစ်လည်းနောက်ကျလိမ့်မရှိပါဘူးရှင်းနိုင်ချိန်နဲ့အလုပ်တစ်ခုမှကျွန်တော်အဖေကရှင်းနိုင်ရင်တိကျမတက်ရရရှိပါတယ်ကိုယ်နဲ့ချင်းတဲ့အလုပ်တစ်ခုမှာ ကျွန်တော်အဖေကကိုယ်နဲ့အတီးကြရှိပါတယ်9မိနစ်လည်းမစောပါဘူး9မိနစ်လည်းနောက်ကျမရှိပါဘူး sorry ကျွန်တော်အဖေအချင်းတီးကြပုံဘယ်လိုပြောလို့သိမှာမဟုတ်ပါဘူးကျွန်တော်ညီကောင်မှ9ယောက်နဲ့ပဲပြောပြပြရစီအဖေမူးလိုက်တယ်အလုံးမ9ယောက်နှစ်နှစ်ချာတယောက်ပဲအဖေချင်းမမအောင်ဒါတော့အဖေနဲ့အမေနဲ့မတည့်လို့မတည့်လို့9ယောက်မွေးတာ တင့်မြန်တင့်ပလိန်နဲ့တော့လိုက်ကောက်အောင်လားမသိဒီမှာအင်ဗတာမှတ်ဖို့ရိုးရှင်းတဲ့ပုံစံတစ်ခုရှိပါအဲ့ဒါဘာလဲဆိုတော့ခလေးလေးအရမ်းများတော့သူကသူမထိန်နိုင်တဲ့အရွယ်လေးတရွယ်ရှိပါအဲ့ဒါဘယ်အရွယ်လဲဆိုတော့၈လကနေပြီးတော့၁၂လတနှစ်ခွဲအရွယ်လောက်လေးဘက်သွားတဲ့အရွယ်ဆိုရင်သူတို့တိတ်ပြီးတော့ထိန်ချောင်းလေးမရှိပါဘူးလေးဘက်သွားတဲ့အရွယ်ဆိုတော့အားလုံးသိကြပါလိမ့်မယ် အရာရာကိုစူးစမ်းတတ်တဲ့အရွယ်ပေါ့မိဆိုတာပူတမှန်မသိသွားကင်နေအမြင့်မော်ကပြည့်စစ်တစ်ခုရှိတယ်မော့ကြည့်တယ်အဲ့ဒါသူကောင်မော့ပြုတ်ကြရင်နာတမှန်မသိသွားဆွဲတယ်ကရင်အင်းနေမောအင်းနေချီရန်ရှိတော့အိမ်မော်မှာသူ့ထားရလို့ရှင်အိမ်မော်ကနေသူအိမ်အောက်ကိုငုတ်ကြည့်တယ်နေတယ်ထင်ပြီးခုံချရလားခုံချတယ်ဆိုတော့အင်ပတန်အန်ရဲ့များတဲ့အရွယ်ဆိုတော့ကရင်နေကလည်းခလေးကိုပုံမှန်မဲမွေးကြတာကို အဲ့တော့အဲ့ဒီလေးဘက်သွားတဲ့အရွယ်ဆိုလို့ရှိရင်တို့မထိန်တော့ပါဘူးဘာလို့ပြရတာရောအိမ်ရှိမှကျင်းတဲ့ချင်းတူပြီးတယ်ဗျအင်မတန်ထူးဆန်းတယ်တထောင်ပတ်လည်လောက်ရှိတယ်ကျင်းတဲ့ချင်းတူပြီးတယ်အမြင့်ကတထောင်လောက်ရှိတယ်မနှက်မလေးနဲ့အဲ့လေးဘက်သွားတဲ့အရွယ်ဂုတ်ကဆဲပြီးအဲ့ကျင်းနဲ့ချလိုက်ပါပြီးတော့ဒီကောင်ဘယ်မှသွားစရာအကြောင်းမရှိမီးကိုသဆွဲစရာအကြောင်းမရှိအမြင့်ဘဝပစ္စည်းကိုပြုတ်ကြရတာနာမမသိဘဲနဲ့သဆွဲစရာအကြောင်းလည်းမရှိ ဒီအပေါ်ကနေအောက်ကိုခုံချเสียအကြောင်းလည်းမရှိဘူးအဲ့ကျင်းထဲမှာပဲထည့်လိုက်ပါတယ်ပြီးတော့သမင်းပကံလေးတပကံကိုချပေးပါတယ်အဲ့ကလေးအကျင်းထဲမှာပဲလက်တဲ့လက်တဲ့နဲ့နေပါတယ်သူအတန်ပြဲကြီးသူ့ဘယ်သူမှဂယုမဆက်တဲ့အခါအတန်ပြဲကြီးနဲ့သူငိုတယ်သူငိုတဲ့အခါလေးဘယ်မိဘကမှသူ့လာပြီးတော့ချောမြူခြင်းမရှိဘူးမရှိတဲ့အခါသူ့ဖာသာသူငိုလို့မောရင်ငိုတိတ်တယ်ပြီးသူ့ဖာသာသူမောတဲ့အခါမှသူ့ဖာသာသူဂျင်းထဲမှာအိတ်တယ်အဲ့ရပြန်လို့လို့ရှင်သူဂျင်းထဲမှာလှည့်ပတ်ကြည့်တယ်ဗိုက်စားတာဟုတ် ျင်းနမပကံတစ်ချက်ထမင်းတွေ့တော့အဲ့ထမင်းပကံကိုသူလက်နဲ့ဆိုင်းစားတယ်တခါတလေကြိုင်လဲမြည်ကြီးနဲ့ရောနေပြီးတော့စားတယ်တခါလေကြိုင်လဲသူ့ဖာသာသူပါဇက်နဲ့ဟပ်ပြီးတော့စားခြင်းလဲစားပါတယ်သူ့ဖာသာသူဘိုက်ကြည့်တဲ့အခါသူကျင်းနမလဲတယ်လဲတယ်နဲ့သူနေပါတယ်ညနေမိုးချုံမှာဂုတ်ကဆွဲပြီးမိဘဟာအိမ်ပေါ်ပြန်တင်ပါတယ်နောက်နေ့မနေ့မိုးလင်းတာနဲ့ဂုတ်ကဆွဲပြီးတဲ့အဲ့ကလေးကိုကျင်းနဲ့ပြန်ချတယ်ကျင်းနဲ့မှာဒီကောင်လဲတယ်လဲတယ်နဲ့သူ့ဖာသာသူနေနေပါတယ်ဘိုက်ဆိုင် ကျင်းတဲ့ကသမိတ်ကိုစားတယ်သူဘာသာသူအိတ်ချင်ကျင်းတဲ့မှာအိတ်တယ်ပြန်ထတယ်ပြန်ထတဲ့အခါမှာဘာဖြစ်တယ်လိဘက်တော်ကနေပြီးတော့ထိုင်တက်တဲ့အရွယ်ဖြစ်သွားတယ်ကျင်းတဲ့မှာတင်သူထိုင်တက်သွားတာနော်ထိုင်တက်တဲ့အရွယ်ဖြစ်သွားတဲ့အခါသူခေါင်းလေးတတိကလေးနဲ့သူအတန်ကြီးကိုနားဆင်တယ်ကမ္ဘာမြေလောကမှာလူတွေလှုပ်ရှားနေတဲ့အတန်အားလုံးကိုသူကြားပါတယ်သူတယောက်တည်းကျင်းတဲ့မှာနော်သူနေနေနဲ့ကမ္ဘာမြေလောကမှာလှုပ်ရှားနေတဲ့အတန်အားလုံးကိုသူကြားသူကြားပါပြီသူ့အဖေလေတော်တဲ့တော်တဲ့အတန်ကိုသူကြားပါပြီ ူအမေအိမ်မူကိစ္စလုပ်နေတဲ့အတန်ကိုသူကြားပါပြီသူ့ဘာကြီးတယောက်ကတရားဘောနာပွားများဖို့ဆရာတော်တန်ခါတော်တွေစီသွားတဲ့အတန်ကိုသူကြားပါပြီသူ့ဦးလေးတယောက်ကအရက်ဆိုင်သွားတဲ့အတန်ကိုသူကြားပါပြီသူ့ကိုယ်ရဲ့မရီယာစာသင်ကျောင်းသွားတဲ့အတန်ကိုသူကြားပါပြီအတန်ကြားတဲ့အခါမှာခလိကဘာလုပ်တာလို့သူတိတ်ပြီးတော့တီးချင်လာပါတယ်ကဘာမျိုးလောကမှာလူတိုင်းကလမ်းလျှောက်နေပါရဲ့နဲ့သူတယောက်တည်းဘာဖြစ်လို့ဒီကျင်းထဲမှာချက်ပြကြခံရတော့သူတိတ်ပြီးတော့တီးချင်လာပါတယ် ဲ့တော့ဘာလို့ရလဲသူလက်ကလေးတတိကလေးနဲ့ကျင်းတဲ့ရံကိုကင်နိုင်မှုကြိုးစားရပါတယ်သူ6ရောင်းနှစ်ဖက်နဲ့သူခန္ဓာကိုယ်တစ်ခုလုံးကိုမတ်တက်ရနိုင်မှုကြိုးစားရပါတယ်ဘာကြောင့်လဲကဘာမျိုးလက်ကမှာဘသူတွေဘာလုံးနေလဲသိချင်တာပေါ့ဆိုပါတော့သူလက်ကလေးတတိကလေးနှစ်ဖက်ကရှင်းလာကနေပြီးတော့တနည်း6လလောက်အရွယ်သူလက်ကလေးတတိကလေးကကျင်းတဲ့ရံကိုကင်နိုင်မှုမခိုင်ပါပါဘူးသူ6ရောင်းနှစ်ဖက်ကသူခန္ဓာကိုယ်တစ်ခုလုံးမတ်တက်ရနိုင်မှုဘယ်တော့မှ အဆင်တပြေမဖြစ်ပါဘူးမတ်တရက်ကိုစ조사တိုင်းကျင့်သက်ကိုပြန်ပြုတ်ကြတယ်ကျင့်သက်ပြန်ပြုတ်ကြတဲ့အခါတိုင်းနာကျင်မှုရှိတာပေါ့နာကျင်မှုရှိတဲ့အခါတိုင်းသူငိုပါတယ်သူငိုတဲ့အခါတိုင်းသူ့ဘသူကမှချောက်မြူခြင်းမရှိတဲ့အခါသူ့ဘာသာသူငိုလို့မောတဲ့အခါငိုတရရှာတယ်ညနေကျရင်မိဘကဂုတ်ဆွဲပြီးအိမ်မောပြန်တင်တယ်နောက်နေ့ကျင့်တဲ့စချလိုက်တဲ့အချိန်ကစပြီးသူတိတ်ပြီးစိတ်ဝင်စားတယ်။ကဘာမြေလောကမှာဘသူတွေဘာတွေလုပ်နေကြတာရော။သူခေါင်းကလေးတိတိကလေးနဲ့သူ့ဖာသာသူ အတန်တွေကိုနားဆင်ပါတယ်။သိပြီသိချင်လာတဲ့အခါသူ့လက်ကလေးတည်တည်ကလေးနဲ့ကျင်းတဲ့ရံကိုတစ်ခါပြန်ကင်ပါတယ်။သူ့ချလောက်နှစ်ဖက်နဲ့ဒုက္ခနာကိုတစ်ခုလုံးမတက်ရနိုင်မှုစူးစားပါတယ်။ကျိန်ဖန်မြောက်မြောက်စွာပြုတ်ကြပါတယ်။ဒါပေမဲ့ကျိန်ဖန်မြောက်မြောက်စွာစူးစားတဲ့အခါသူ့လက်ကလေးနှစ်ဖက်ကကျင်းတဲ့ရံကိုကင်နိုင်မှုအတွက်အဆင်ပြေဖြစ်သွားပါတယ်။သူ့ချလောက်နှစ်ဖက်နဲ့ဒုက္ခနာကိုတစ်ခုလုံးမတက်ရနိုင်မှုအတွက်တိကြပေါ့မတက်ရနိုင်မှုအတွက်စွမ်းဆောင်သွားနိုင်ပါတယ်။ ကျွန်တော်ပြောနေတာလေးဘက်သွားတဲ့အရွယ်ကနေပြီးတော့မတ်တက်ရက်တဲ့အရွယ်ကလေးကိုပြောနေရခြင်းဖြစ်ပါတယ်ဟုတ်ပါဘူးသူခန္ဓာကိုယ်တစ်ခုလုံးသူချောနှစ်ဖက်နဲ့မတ်တက်ရက်သွားနိုင်ပါပြီသူလက်နှစ်ဖက်နဲ့ကျင်းတဲ့ရံကိုကန်နေသွားတဲ့အခါခလေးကအဲ့သူတံတောင်လောက်ပဲရှိတဲ့ကျင်းကိုလှက်ပတ်ကြည့်ပါတယ်ခြေောက်ကလေးဖြည်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 းချင်းယူပြီးတော့လှက်ပတ်ကြည့်ပါတယ်တံတောင်လောက်ပဲရှိတဲ့ကျင်းဖြစ်တဲ့အတွက်သူခေါင်းကြီးကပေါ်နေပါတယ်ကျင်းနဲ့မှသူလှက်ပတ်ကြည့်တဲ့အခါသူမြင်ပါပြီသူ့အဖေလေတော်တဲ့သွားတဲ့ ဟာကသူမြင်ပါပြီသူ့ဘတ်ဂျက်တယောက်ကတရားဖော်ဟန်တာပွားများဖို့အတွက်ဆရာတော်တန်ခါတော်ကြီးသွားတာသူမြင်ပါပြီသူ့ဦးလေးတယောက်ကအရက်ဆိုင်သွားနေတာသူမြင်ပါပြီအပျော်ပတ်လိုက်စားဖို့အတွက်ရက်ဆိုင်သွားတာလည်းသူမြင်ပါပြီသူ့အမေကအမှုကိစ္စလုံးနေတာလည်းသူမြင်ပါပြီသူ့အကိုရေမားတွေစာသင်ကျောင်းသွားတာကိုလည်းသူမြင်ပါတယ်မြင်တဲ့အခါမှာကလေးကဘာလို့ရတာလို့ကဘာမျိုးလောကမှာလူတိုင်းကလမ်းလျှောက်ခွင့်ရနေပါရဲ့နဲ့ငါတယောက်ကဘာဖြစ်လို့ဒီကျင်းထဲမှာချထားခြင်းခံရတာတော့သူတိတ်ပြီးတော့တိတ်ချင်လာပါတယ် နောက်ပြီးတော့သူ့ဖတာသူစဉ်းစားပါကမ္ဘာမြေလောကမှာလူတိုင်းကချေချလမ်းလျှောက်ခွင့်ရနေပါရဲ့နဲ့ငတ်တယောက်တဲ့ဘာဖြစ်လို့ဒီကျင်းထဲမှာနေနေရမှာရောငါကရောကမ္ဘာမြေလောကမှာလမ်းလျှောက်ခွင့်ရနိုင်တဲ့လူတယောက်မဟုတ်ဘူးလားသူစဉ်းစားမိတဲ့အခါမှာနောက်တဲ့ဆင့်ကိုသူထပ်ပြီးတော့စူးစမ်းပါ အဲ့ဒါဘာလို့ရတော့သူလက်ကလေးနှစ်ဖက်နဲ့ကျင်းတဲ့ရံကိုပို့ပြီးတော့ခိုင်မအောင်ကြိုးစားရပါတယ်သူချက်တော့နှစ်ဖက်ထဲကတစ်ဖက်တည်းနဲ့သူခန္ဓာကိုယ်တစ်ခုလုံးကိုမတက်ရနိုင်ဘူးကြိုးစားရပါတယ်နောက်တစ်ဖက်ဘာလို့ရမှာတော့ကျင်းတဲ့ရံကိုကြော်တက်ရမှာပေါ့ထိုင်ရံကနေပြီးတော့မတက်ရရင်တော့ပြုတ်ကျရင်နာတက်တဲ့ခလေးပုံမြင့်တဲ့နေရာတစ်ခုကိုခြေလှမ်းပြီးဆိုတာနဲ့ပုံမြင့်တဲ့နေရာကပြုတ်ကျတာပေါ့ပြုတ်ကျတဲ့အခါတိုင်းနာကျင်မှုရှိပါတယ်နာကျင်မှုရှိတဲ့အခါတိုင်းငိုပါတယ်သူငိုတဲ့အခါတည်းဘယ်သူကမှသူ့လာချောက်မြင့်ခြင်းမရှိတဲ့အခါ သူ့ဖာသာသူငိုလို့မောရင်အငိုတရရှာတယ်ငိုလို့မောရင်သူ့ဖာသာသူကျင်းထဲမှာအိရာရှာတယ်ငိုလို့မောတဲ့အခါတိုင်းခြာလောင်တဲ့အခါတိုင်းကိုယ်ကျင်းထဲကိုခြာတာပြီးတဲ့သမင်ပကံကိုစားရှာတယ်ပြီးတော့သူ့ဖာသာသူအင်အားပြန်ဖြစ်တဲ့အခါကျင်းတဲ့ရံကိုပို့ပြီးတော့ခိုင်မအောင်ကိုင်တယ်သူ့ခြေတော်နှစ်ဖက်တည်းကတစ်ဖက်တည်းနဲ့သူ့ခန္ဓာကိုယ်တစ်ခုလုံးမတက်ရက်ကိုကျိုးစားတယ်နောက်ခြေတော်တစ်ဖက်ကကျင်းတဲ့ရံကိုအချိန်ဖန်မြောက်မြောက်စွာကျိုးစားပါတယ်ကြော်တက်ကိုကျိုးစားပါတယ် ကျင်ဖန်မြောက်မြောက်ဆိုကြော်တက်ဖို့ကြိုးစားတဲ့အခါမှာခလိကအဲ့ဒီဂျင်းကိုကြော်တက်သွင်းနိုင်တယ်ဗျ။အများနည်းသူကဘာမျိုးလောကကိုခြေချခွင့်ရသွားတဲ့ခလိဖြစ်ပါတယ်။ကျွန်တော်ပြောနေတာလေးဘက်သွားတဲ့အရွယ်ကနေပြီးတော့လမ်းလျှောက်တက်တဲ့အရွယ်ခလိတက်ကိုပြောနေရခြင်းဖြစ်ပါတယ်။ကျင်းတဲ့ရန်ကိုကြော်တက်သွားပြီးကဘာမျိုးလောကကိုအများနည်းသူခြေချခွင့်ရှိတဲ့ခလိသူအဖေလည်းရတဲ့သွားတာသူမြင်ပါတယ်သူမိအိမ်မုတ်ကိစ္စလုပ်တာမြင်ပါတယ်သူပါကြီးတရားပေါ်နာပွားများဖို့တဲ့ဆရာတော်တန်ခါတော်ရိစီသွားတာမြင်ပါတယ် သူ့အလေးကအရက်ဆိုင်သွားတာမြင်ပါတယ်သူ့အကိုရိအမရိစတင်ချောင်းသွားတာကိုသူမြင်ပါတယ်အားလုံးကိုကြည့်ပြီးတော့မှအဲ့ကလေးတယောက်ကသူ့သွားချင်တဲ့ခြေလှမ်းကိုစပြီးတော့လှမ်းပါတယ်သူ့သွားချင်တဲ့နေရာကိုသူစပြီးတော့သွားပါတယ်ကျွန်တော်ပြောနေတာအင်မတန်ဖတ်ဖို့ရိုးရှင်းပါအင်မတန်အသိဉာဏ်နဲ့တဲ့ကလေးတယောက်တော့သူ့ချရာပြည့်တဲ့ကျင်းနဲ့ကနေကျင်းနဲ့ရကြော်တက်နိုင်နေတဲ့ဆိုကျွန်တော်တို့အသိဉာဏ်ကြီးတဲ့လူတွေကဘာဖြစ်လို့ကိုယ့်ကိုချရာပြည့်တဲ့ကျင်းနဲ့မှာပဲနေနေကြတာတော့ စပယ်ယာဆိုရခြင်း driver ဆိုရခြင်းတရွာလုံးနဲ့တယောက်ဆိုရခြင်းဘသူနဲ့မှအဆင်မပြေဆိုရခြင်းအယက်သမားဆိုရခြင်းဆေးသမားဆိုရခြင်းဒီခြင်းနဲ့ကဘာဖြစ်လို့မကြော်တက်ကြတာရောအဖြစ်ကရိုးရှင်းတယ်ဗျမတက်ချင်လို့မတက်တာပေါ့အင်မတန်အသိဉာဏ်နဲ့တဲ့ခလေးတယောက်တော့သူ့ချတာပြီးတဲ့ခြင်းနဲ့ရန်ကိုကြော်တက်နိုင်တယ်ဆိုရင်ကျွန်တော်တို့အသိဉာဏ်ကြီးတဲ့လူတွေပဲကို့ချတာပြီးတဲ့ကိုနဲ့အဆင်မပြေတဲ့ခြင်းပေါ်ကြော်တက်ကြည့်လိုက်ပါကမ္ဘာမြေလောကမှာလမ်းလျှောက်စရာလမ်းတွေအများကြီးရှိနေပါသေးတယ်ဒီမှာရှိနေတဲ့သားတို့သမီးတို့ ဒီက main clip ဒီဘက်ကယောက်ျားလေးတွေကျွန်တော်ပြောပြပါမယ်စာမေးပွဲဖြေကြတယ်ပေါ့စာမေးပွဲဖြေတယ်ဆိုတာတရသမီးတို့နဲ့အုံနောက်နဲ့တင့်တော်တလောက်မိကွန်လေးတွေပဲမေးပါမဖြေနိုင်တဲ့မိကွန်မေးရတာတခုမှမရှိပါဘူးသူများဖြေလို့ဖြေနိုင်လို့ကိုကမဖြေနိုင်ဘူးဆိုဘာဖြစ်လို့လဲအဖြေကရိုးရှင်းတယ်မဖြေနိုင်ခြင်းလို့မဖြေနိုင်တာပေါ့မဖြေနိုင်တဲ့ခြင်းထဲမှာနေနေသမျှဘယ်တော့မှစာမေးပွဲမဖြေနိုင်ပါဘူးကျွန်တော်ပြောပြသားပါကျွန်တော်ကိုယ်တိုင်ပညာတတ်တယောက်မဟုတ်ပါဘူး မနစ်ကလည်းပြောပြီးသားပါဒါပေမဲ့ကျွန်တော်အဲ့ကျင်းတဲ့ရင်ကိုကြော်တက်ခဲ့ပါတယ်ပညာမတတ်ဆိုတဲ့ကျင်းကနေပြီးတော့ပညာတတ်တဲ့ဆိုတဲ့ကျင်းကိုကြော်တက်ခဲ့ပါတယ်လူတစ်ယောက်ကအဖေတစ်ယောက်ကိုသားတစ်ယောက်ကမိတယ်သားတို့ရဲ့လူတန်မှုဆိုတာဘာလို့အဖေကကြောက်တုံကြီးတစ်တုံးပေးလိုက်မင်းလူတန်မှုသိချေအဲ့ကြောက်တုံးကိုဈေးမှာတော့ရောက် အဖေဒီကြောက်တုံကြီးကျွန်တော်ဈေးသာရောက်ရည်စရာဖြစ်မှာပေါ့ဟုတ်ပါဦးသွားရောက်ကြည့်ပါဒါပေမဲ့မင်းအဲ့ဒီကြောက်တုံကိုမရောက်လာနဲ့တော့โอเคကျွန်တော်မရောက်လာပါသူအဲ့ကြောက်တုံကြီးကိုယူသွားတယ်ကြောက်တုံကိုဈေးအရှိမှချတယ်သူမြတ်ကော်ဖီတို့ရောက်နေအသားငါရောက်နေအရှိမှကြောက်တုံကြီးကိုချပြီးရောက်တော့ဘယ်သူကဝယ်မှာလို့ယူနေလားလို့ပြောမှာပေါ့ဒါပေမဲ့သူ့ကိုတနာတယ်မိမတက်ကလာကြည့်ပြီးတော့ဘာလို့လဲတော့ဒီကြောက်တုံကိုရောက်နေတော့ကြောက်တုံရောက်တော့ဘယ်သူကဝယ်မှာတော့ ဒါပေမဲ့နင့်ကတနာလို့နင့်ကြက်တုံထားခဲ့တော့နင့်ကနှစ်ကြက်ပေးမယ်ဟောဒီကြက်တော့ငွေနှစ်ကြက်တန်သွားခဲ့တာလို့နှစ်ကြက်တော့သူပေးလိုက်ချင်ပြီဒီကြက်တော့သူပေးလိုက်ချင်ဒါပေမဲ့သူ့အဖေပြောတယ်မယောင်းနဲ့ဆိုတော့သူအိမ်ပြန်သူ့အဖေသူဝမ်းသာဟရပြောတယ်အဖေရဲ့ဒီကြက်တုံကိုနှစ်ကြက်တောင်ပေးနေတာယောင်းလိုက်ချင်တာအဖေမယောင်းနဲ့ဆိုမယောင်းခဲ့တာငါတာမင်းနောက်တဲ့နေရာသွားကြည့်ပါအပေါင်ဆိုင်ကိုသွားကြည့်ပါ ဒီကြောက်တုံကိုကျွန်တော်တပောက်မယ်ဆိုအဖေကယူကျွန်တော်ယူနေတယ်ပြုတ်ဟုတ်ပေါ့တိုက်မယ်ကြောက်တုံအပေါင်းဆိုင်ယူသွားပါအပေါင်းဆိုင်မှာတော့ပြတော့အပေါင်းခံတဲ့လူကချိပြုတ်ဒီကြောက်တုံကတော့ငါတော့သိနာမလဲဒါပေမဲ့မင်းလက်ပေါင်းနေဆရာကဒီကြောက်တုံကတခုခုတမ်းမွေးရှိလို့ပဲမင်းငါပတ်စံ2000ပေးမယ်ဒီကြောက်တုံထားတိုင်းမဲ့ပြန်ယူလာတယ်အဖေဒီကြောက်တုံ2000တန်းသေးပြီဒါပေမဲ့အဖေပြောလို့ကျွန်တော်ပြန်ယူခဲ့ငါတားရဲ့သိတော့မလို့ပါဒီကြောက်တုံကိုပဲမင်းရှင်းအောင်ပြတဲ့ကိုယူသွားပါ အဖေဒီကြောက်တုံးကြီးကိုရှောင်းပြတဲ့ယူသွားကျွန်တော်ယူယူတယ်လို့ပြောဟုတ်ပါတာရဲ့မင်းယူသွားကြည့်ပါအဲ့ကြောက်တုံးကိုပဲရှောင်းပြတဲ့ကိုယူသွားပါတယ်ယူသွားတဲ့အခါမင်းဒီကြောက်တုံးကိုထားခင်မယ်ဆိုငွေ2000ပေးမယ်အမပြီးတော့အိမ်ပြန်ပြည့်တဲ့အဖေရှောင်းပြတဲ့ကတော့ဒီကြောက်တုံးကိုဘာမှမဟုတ်တဲ့ကြောက်တုံးတစ်ခုကိုငွေ2000ပေးနေပြီကျွန်တော်ထားခဲ့ကြလိုက်တာအဖေရဲ့ဟုတ်ပါတာရဲ့မင်း ်နောက်တစ်နေရာစီသွားကြည့်ပါဘယ်နေရာသွားမှာလို့ယတနာကြောင်းကျင်တဲ့လူတွေစီသွားကြည့်ပါယတနာကြောင်းကျင်တဲ့လူတွေစီသွားကြည့်တဲ့အခါယတနာကြောင်းကျင်သူကကြည့်ပြီးတော့ဒီကြောက်တုံကတန်ဖိုးမဖြစ်နိုင်တဲ့ကြောက်တုံဖြစ်နေတယ်အဲ့တော့မင်းတုံတဲ့လောက်ပတ်စံငါပေးပါသိ200လားသိ2000လားငါပြပါမယ်တုံမဲ့လူသဘောထားရင်တော့နှစ်ချက်တန်တဲ့နေရာမှာပဲနေရမယ်2000တန်နေရာမှာနေမယ်ဆိုရင်တော့2000တန်ပဲဖြစ်မယ် 2000တန်းနေရာမှာနေရင်တော့2000တန်းပဲဖြစ်မယ်ဒါပေမဲ့ကိုကတန်ဖိုးမဖြတ်နိုင်တဲ့ကိုကိုကိုယတနာပစ္စည်းလို့သဘောထားပါခုနကျွန်တော်ပြောပြသားပါပဲတရုသမီးတို့ကိုကိုကိုလည်းတန်ဖိုးရှိတဲ့ကြောက်တုံအနေနဲ့မိမှကိုကိုရန်လည်းတန်ဖိုးရှိကြမှာပေါ့ဆိုပါတော့ကြောင်းပြည့်တဲ့လူနဲ့နေမယ်ဆိုရင်ကြောင်းပြည့်ကြမှာပေါ့ဟုတ်ပြီစာတော်တဲ့လူနားမနေရောစာတော်ကြမှာပေါ့တေးကြတာပေါ့ လူတိုင်းကတန်ဖိုးရှိတဲ့ကြောက်တုံအနေနဲ့ပဲနေပါလမ်းခင်းတဲ့ကြောက်တုံအနေနဲ့မနေကြပါနဲ့ဒီထဲမှာတော့ကြောင်းပြည့်တဲ့အနားမှာနောက်ပြီးတော့ကျွန်တော်ဟောပြောခြင်းကိုနားထောင်ပြီးတော့နောက်ဆက်ပြီးတော့မနေကြပါနဲ့ဘာလို့လဲကိုယ့်ကိုယ်ကိုယတနာပစ္စည်းလို့သဘောထားပါကျွန်တော်ပြောပြီးသားပါကျွန်တော်ဆယ်တန်းအောင်ခဲ့တဲ့ကောင်မဟုတ်ပါဘူးကျွန်တော်ရှစ်တန်းထိပဲကြောင်းနေခဲ့ပါတယ်အင်မတန်ဆိုးပစ်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်သာလန်းခင်းတဲ့ နားမှာပဲနေမယ်ဆိုရင်ကျွန်တော်အခုအချိန်မှာလန်းခင်းကြောက်ပဲဖြစ်မှာပေါ့ဘလို့လို့ယရနာပစ္စည်းဖြစ်မှာတော့ကျွန်တော်ကိုဖတာကိုရှာပါယရနာပစ္စည်းတွေနားမှာနေပါတယ်ဒါကြောင့်ကျွန်တော်အခုလိုစကားပြောခွင့်ရတဲ့ယရနာပစ္စည်းတစ်ခုဖြစ်လာပါတယ်